တဘာဝ BND ရဲ့အာမခံထားရှိမှုမန္တလေးတိုင်းဒေသကြီးမှာပြည်သူတွေပို့ပြီးစိတ်ဝင်စားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ကပြည်သူတွေကတဘာဝဘေးအာမခံထားရှိမှုကိုငလင်ကြီးလှုပ်ခတ်မှုနောက်ပိုင်းမှာပို့ပြီးတော့စိတ်ဝင်စားမှုရှိလာကြတာပါ။မန္တလေးငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မြမအာမခံလုပ်ငန်းမှာလက်ခံဆောင်ရွက်ပေးလျက်ရှိတဲ့အာမခံအမျိုးသား30ကျော်ရှိတဲ့အနက်မိအာမခံအတွက်ပါကျုံးဝင်တဲ့ငလင်ဘေးအပါအဝင်တဘာဝဘေးအာမခံထားရှိမှုတွေရှိလာနေကြောင်းသိရပါဗျ။ ငလင်လိုမျိုးတဘာဝဘေးဖြစ်စဉ်တွေကြောင့်ထိခိုက်ပျက်စီးမှုတွေအတွက်အာမခံထားရှိခြင်းဟာမိသားစုအနာဂတ်ဘဝလုံခြုံမှုကိုအထောက်ပံ့ကောင်းတွေရရှိနိုင်တဲ့အတွက်မန္တလေးမြို့ကအထက်မြင့်ကုန်းတွေမှာနေထိုင်သူတွေအာမခံထားရှိလာကြကြောင်းမန္တလေးတိုင်းဒေသကြီးမြမအာမခံလုပ်ငန်းကနေသိရပါဗျ။မန္တလေးငလင်ကျောက်ရန်ကုန်မြို့ရှိအထက်မြင့်ကုန်းတွေတို့မှာအခမ်းနယံများအဲ့ရအကြောင်းဖြစ်ပေါ်တာတွေရှိခဲ့ရမှာအာမခံထားရှိတဲ့ကွန်ဒိုနေထိုင်သူတွေအာမခံရရှိကြတဲ့အတွက်အထက်မြင့်ကွန်ဒိုတွေမှာနေထိုင်ကြသူတွေဟာ တဘာဝဘေးကြောင့်ထိခိုက်ပျက်စီးမှုတွေအတွက်ပါအာမခံထားရှိလာကြကြောင်း သိရပါတယ်။လက်ရှိမှာတော့မန္တလေးတိုင်းဒေသကြီးက40ရာခိုင်နှုန်းခန့်ဟာမြမအာမခံလုပ်ငန်းကမိမိတို့စိုက်နှစ်တက်ရာအာမခံအစီအစဉ်ကိုရွေးချယ်ပြီးအာမခံထားလျက်ရှိနေကြောင်းလည်းသိရပါတယ်။